တောင်တရုတ်ပင်လယ်ရေပြင်မှာဆိုလိုပိုင်နဲ့အမေရိကန်ရေတပ်တွေပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ပြီးပထမဆုံးအကြိမ်ဖြစ်နှစ်နိုင်ငံကမ်းခြေစောက်တပ်တွေလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။မေလ22ရက်နေ့ကစစ်ရေးလေ့ကျင့်မှုဟာပါလာဝမ်နဲ့အော်စီဒန်ဒယ်မင်ဒိုရိုကမ်းလွန်ရေပြင်မှာဖြစ်ပြီးဆိုလိုပိုင်ရေတပ်လေတပ်နဲ့ကမ်းခြေစောက်တပ်တွေဟာအမေရိကန်ကမ်းခြေစောက်တပ်ရဲ့တင်မော့စရာဒန်အမေရိကန်ရေတပ်ရဲ့ကင်းလက်လေယာဉ် PHA ပိုဆိုင်ဒန်စီးနဲ့အတူပူးပေါင်းလုဆောင်ခဲ့တာလို့ဆိုလိုပိုင်စစ်တပ်ကကြေညာခဲ့ပါတယ်။ဒါဟာအခုနှစ်အတွင်း နှစ်နိုင်ငံဒုတိယအကြိမ်မြောက်စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး2023ခုနှစ်နောက်ပိုင်းမှာတော့6ကြိမ်မြောက်ဖြစ်ပါတယ်။စစ်ရေးလေ့ကျင့်မှုတွေနဲ့အတူအပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှုရှာဖွေကယ်ဆယ်မှုမစ်ရှင်တွေကိုလည်းထည့်သွင်းသွားခဲ့တယ်လို့ဖိလပိုင်စစ်တပ်ကဆိုတာပါ။တောင်တရုတ်ပင်လယ်ဟာဖိလပိုင်နဲ့တရုတ်တို့ကြားကတင်းမာမှုအတွက်အထူးဗဟိုချက် area လည်းဖြစ်ပါတယ်။တရုတ်ကတောင်တရုတ်ပင်လယ်ရေပြင်တစ်ခုလုံးကိုကြီးစိုးထိန်းချုပ်ဖို့စူးစမ်းနေရကဖိလပိုင်အပါအဝင်ဒေသတွေနိုင်ငံတချို့နဲ့ပြဿနာဖြစ်နေတာပါ။ လွန်ခဲ့တဲ့နှစ်ပိုင်းတွင်အတွင်းဖိလစ်ပိုင်နဲ့တရုတ်ကမ်းခြေစောက်တပ်တွေကြောင့်မှထိတ်တိုက်ရင်ဆိုင်တဲ့ပဋိပက္ခတချို့လည်းဖြစ်ပွားခဲ့ပူးပါတယ်။အမေရိကန်ဟာမဟာမိတ်ဖြစ်တဲ့ဖိလစ်ပိုင်ဘက်ကနေအခိုင်အမာရပ်တည်နေတယ်လို့တောင်တရုတ်ပင်လယ်ရဲ့လွတ်လပ်တဲ့နိုင်ငံတကာရေချောင်းသွားလာခွင့်ကိုလည်းကာကွယ်သွားမယ်လို့ကြေညာထားပါတယ်။အဲ့ဒီရေပြင်ဟာ20ဒေါ်လာ3ထရီလျံဘိုးလောက်များပြားတဲ့ကုန်းတွဲရေချောင်းသွားလာမှုတွေဖြတ်တန်းနေတဲ့ area လည်းဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်ရေပြင်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ခွင့်ရှိကြောင်းတရုတ်ရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး2016ခုနှစ်တုန်းက နိုင်ငံတကာခုံရုံးတစ်ခုကပယ်ချခဲ့ကြောင်းဆုံးဖြတ်ပေးခဲ့ပူးပါတယ်ဒါပေမဲ့တရုတ်ကတော့အဲ့ဒီစီရင်ချက်ကိုဘယ်တော့မှအတိမတ်မပြုခဲ့ပါဘူးရှင်